လုတ်လုတ်တဲ့အခါမှာစိတ်စည်ရနာကတည်ရည်ကြီးပါတယ်။အမျိုးမျိုးသောပြိုင်ဆိုင်တွေကြားခေါင်းတလုံးတာစီမှာကလည်းအတားပါပဲ။အများစုက စီဝါရေးမဟာဗျူဟာတို့စီမံခန့်ခွဲမှုတို့ဘလို့အယောင်တက်အောင် လုပ်မလဲတို့ဆိုတိတ်စိတ်ဝင်စားကြပါတယ်။ဒါတွေမလိုဘူးလားဆိုတော့လိုပါတယ်။စေရနာတက်တက်နေကဘာမှလုပ်လို့မရတာပါ။သို့တော့အရာတွေတူနေတဲ့အခါမှာတော့စေရနာပါတဲ့သူက တပန်းတာသွားတာပါပဲကိုယ်တိုင်လည်းကတ်စတမာအနေနဲ့ပစ္စည်းဝယ်ဘူးမယ်ထင်ပါတယ်ဝန်ဆောင်မှုယူဘူးကြမယ်လေတချို့တွေစည်ရနာတိတ်ပါပါတယ်ဘလို့ခံစားရလဲစဉ်းစားကြည့်ပါရင်ထဲမှာမမေ့ဘူးနော်သူများတွေကိုပါအလိုလိုပြညွန်ပေးခြင်းလာပါတယ်အားလုံးလည်းသိကြမယ်ထင်ပါတယ်လူတွေမှာ expectation ဆိုတဲ့မျှော်မှန်းချက်တွေရှိကြပါတယ်ကိုယ်တာကိုဝယ်ရင်ဒီနေရာကိုသွားရင် ဒီလောက်တော့ရမှာပဲဒီလိုတော့ဆက်ဆံခံရမှာပဲဆိုပြီးစိတ်မှာမှန်ထားကြတယ်လေအဲ့ဒီလောက်မရဘူးဆိုရင်စိတ်ကမကျေနပ်ဘူးအဲ့ဒီတိုင်းဖြစ်တယ်ဆိုရင်ကျေနပ်တယ်အဲ့ဒါထက်ပိုတာလွန်ရင်တော့နှစ်သက်မှုဖြစ်လာတယ်ဒါမှဒါပဲဆိုတော့ loyal customer ဖြစ်လာတယ်ပေါ့အဲ့ဒီလိုတာလွန်တဲ့အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့အရာကတော့ စိတ်စေတနာပဲဖြစ်ပါတယ်အဲ့ဒီစေတနာကလည်း အကြီးကြီးတွေမှာမြင်ရတာမဟုတ်ပါဘူးတိတိကလေးတွေမှာလည်းပို့ပြီးတော့တည်တာပါတယ်ဂျိုတင်စီစဉ်ထားတဲ့ပွဲတွေထက်လျှက်တစ်ဖက်ဖြစ်လာတဲ့ကိစ္စရက်တွေမှာစေရနာပါမပါကပို့ပြီးတော့ပေါ်လွင်သွားပါတယ်ဒီဆိုင်မှာဒီအစားတောက်ရောင်းနေဘလို့ပဲကျွန်တော်ကျမတို့ဆိုင်ကစားသုံးသူကို အလေးထားပါတယ်ပြောပြောတိတိလေးတွေကိုလိုက်ကြည့်ကြည့်ပါ လာစားတဲ့သူတွေကိုဘလောက်စေရနာထားတယ်မထားဘူးဆိုတာ သိနိုင်ပါလိမ့်မယ်။သူတို့နေရာကနေဘလောက်ထည့်ပြီးတော့တွေးပေးထားသလဲ။သူတို့အစဉ်ပြေအောင်ဘလို့လုပ်ပေးထားသလဲ။ဒါတွေကစေရနာကိုပြနေတာပါ။ကာငါစီတယ်။သွားချိန်တဲ့နေရာတန်တန်မတ်မတ်ရောက်သွားတယ်ဆိုတာမသိတာပါဘူး။အင်ရှာမတွေ့တာတို့ဟိုဘလန်ဒီဘလန်မှားတာတို့ဖြစ်လာရင်တော့မောင်းတဲ့သူရဲ့စေရနာကို မြင်ရတော့မယ်။တခါကလည်းရေးဘူးပါတယ်။ coffee sign လို့ နှာစေးနေတော့ဆိုင်ရှင် အမကြီးကနှာစေးပျောက်စေးလာပေးတယ်ဆိုတာလေးလေအခုလိုခဏခဏထဲ့ရင်းနေကလေးကိုကကျွန်တော်စိတ်ထဲမှာမမတ်ရရဖြစ်နေတာပေါ်လွင်နေပါလေပုံမှန်အချိန်ဆိုဘယ်သိနိုင်ပါမလဲကျွန်တော်နှာစေးတာလေဒီဆိုင်ဒီဆိုင်တည်းမဟုတ်ဘူးလေသို့တော့တခုတ်တရနဲ့ဂယုဆိုင်ပေးတာတော့သူပဲရှိပါတယ်ဒါကြောင့်မို့လဲ customer service မှာပြောကြတာပါ တင်လို့မရဘူးတဲ့ it is not is k it is an attitude တဲ့နီးစနစ်တွေလှောက်ဆောင်တင်တာတွေမမြင်သေးတဲ့ရှူတော့ငါနေမြင်တတ်လာဖို့တွေတော့တင်ပေးလို့ရတာပေါ့တိုးတော့တင်တိုင်းမရပါဘူးအတွင်းထဲမှာစေရနာအခန်းလေးပါမှဒီလိုဆိုလိုတာပါစေရနာအခန်းလေးပါနေရင်လဲတော်ယုံတန်ယုံကအရန်တင်စရာမလိုပါဘူးသူဟာသူ အစဉ်ပြေနေရော နည်းနည်းလေးမောမှန်ပေးလိုက်ရင်ကိုရနိုင်ပါပြီမမြင်သေးတာမြင်တတ်အောင်ပြောပြလိုက်ရင်ရပါပြီစိရနာမပါတဲ့သူကြတော့လေဘလို့တင်တင်မြင်ကိုမမြင်တာပါဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိခြင်းဟာအောင်မြင်ခြင်းရဲ့အကြောင်းတရားတစ်ခုပဲလို့ခံယူထားပါတယ်ဘာပဲလို့လို့စိရနာလေးထားတစ်ဖက်လူကခံစားမိပါတယ်အဲ့ဒီအပင်ကအတိမတိပဲမနေပါဘူးទីကိုទីပါတယ် ထုံးစံတိုင်းငင်းကြခုန်ကြရင်စိတ်ကောင်းနှလုံးကောင်းဆိုတာကရောမွေးရပါလားပြိုးထောင်လို့ရလာပေါ့တကယ်တော့အဲ့ဒီမိကုံကအတော်လေးကိုဒိတ်အောင်နေပါပြီဒီဘိတ်ခေါင်းစဉ်တစ်ခုလိုပဲဖြစ်နေပါပြီနှစ်ခုစလုံးကသူနီးသူဟန်နဲ့အေးပါတယ်ဆိုတာညင်းစရာကိစ္စမဟုတ်ပါပင်ကိုဗီဇကောင်းပေမဲ့ပြိုးထောင်ဖို့မမှန်ရင်လည်းအဆင်မပြေပါဘူးပင်ကိုဗီဇမကောင်းရင်လည်းပြိုးထောင်ဖို့မှန်ရင် အဆင်ပြေသွားတတ်ပါတယ်။ဟိုဘက်ဒီဘက်အစွန်းတွေတော့ရှိတာပေါ့လေ။ဥပမာဆိုးရွားတဲ့ငယ်ဘဝရှိခဲ့ပေမဲ့သူ့ရဲ့ဗီဇကိုကကောင်းနေတဲ့အတွက်လူဆိုးဖြစ်မလာတာမျိုး ပုံမှန်မိဘအုပ်ထိန်မှုနဲ့ပဲကြည်ရင်းလာကြပေမဲ့ဒီတယောက်ကြမှာမကောင်းနေတာမျိုးဒါပေမဲ့ရှားပါတယ်။အခုစိတ်ကောင်းနှလုံးကောင်းမှလည်းအဲ့ဒီလိုပါပဲ။တချို့ကပင်ကိုဗီဇအရာကို စိတ်ထားကောင်းတာပါစေနာပါကြတာဒါက ကိုယ့်လက်ထဲရှိတဲ့ကိစ္စမဟုတ်ပါဘူး။ရွေးလို့ရခဲ့တာလည်းမဟုတ်ပါဘူး။ကိုလှုပ်လို့ရတာက ပြိုးထောင်တဲ့ကိစ္စပါ။ယာတာစာပြဖတ်တာ၊ရုပ်ရှင်ကြည့်တာ၊ဘာသာရေးအစုံအမတွေနားယူတာ။အမှုပညာတစ်ခုခုကို ခံစားတာ၊ကျင်နာတတ်တဲ့သူတွေနဲ့ညံ့များထိတွေ့တာ။စားတဲ့နည်းတွေကတော့စိတ်ကောင်းနှလုံးကောင်းရှိလာစေနိုင်တဲ့အကြောင်းတရားတွေပေါ့။အုံနောက်တဲ့နှလုံးသားနဲ့ပိုင်ဆိုင်တဲ့ကိစ္စမျိုးအဲ့ဒီထဲထိပ် ထိုးဖောက်ဝင်ရောက်သွားနိုင်တဲ့အရာတွေလိုပါတယ်။ယတဘာသာတရားကိုယ်တိုင်အတွေ့အကြုံဒီသုံးခုကတော့အထူးရောက်ဆုံးလို့မြင်မိပါတယ်။ YouTube မှာ ရိုက်ရှာကြည့်လိုက်ပါ။ကျင်နာမှုနဲ့ပတ်သက်ပြီးစိတ်ကိုနူးညံ့သွားစေမယ့်ဗီဒီယိုအတိုလေးတွေအများကြီးရှိပါတယ်။ Radan Arrow Kindness လို့ခေါ်တာပေါ့။အလူကြီးပေးမီဒီယာတွေ ခေါ်ကလေးတွေကိုကျင်နာပြဒီလိုမဟုတ်ပါဘူး။ သွားရင်လာရင် အမှတ်မထင် ပြသွားတတ်တဲ့ကျင်နာမှုတွေကို ဆိုလိုတာပါ ကြိုးတင်စီစဉ်ထားတာမဟုတ်တဲ့အတွက်ရင်ထဲမှာကျင်နာတရားရှိမနေရင် လုံးလို့မရနိုင်တဲ့လုံရခေါင်းမန်းတောင်မတိတဲ့အရာတွေပေါ့အဲ့ဒါလေးတွေကျွန်တော်ဆိုရင် မကြမကြာကြည့်ပြပါတယ်ကိုပါလိုက်လို့ဘေးကျင်စိတ်ဖြစ်လာပါတယ်နှလုံးသားတွေနုံညံ့လာတယ်ဘသူကိုဘလို့လေးပြောအောင်လုပ်ပေးလိုက်ရမလဲမြင်တတ်လာပါတယ်ဒါကြောင့်လဲ စိတ်ကောင်းနှလုံးကောင်းဟာပြိုးထောင်လို့ရတယ်လို့ပြောကြတာပေါ့။ဘာလို့ပဲလှုပ်လို့စေတနာထားပြီးလှုပ်ပါပြိုင်ဘက်တွေကြခေါင်းနှလုံးตาစီမဲပြောလို့ငါလဲစေတနာထားအောင်မှာပဲဆိုတာကြတော့အပြင်ကလာတဲ့မလုံးကြောက်လှုပ်တာပေါ့။ကြာကြာမခံပါဘူး။ကိုရင်တဲမှာသာ စိတ်ကောင်းနှလုံးကောင်းကိုမွေးမြူထားပါ ပြိုးထောင်ထားပါကျန်နာတွေကသူ့အလိုလိုနောက်က 拉伊喇嘛撇巴勒克米亚。